ဖခင်ရဲ့ကြီးကျယ်ချီးမွမ်းပါတယ်အလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီနေ့ကျွန်တော်တို့တူတူကဆင်ကျင်ဖို့တွဲကျွန်တော်တို့ဝိညာဉ်သွေးကြွေးဆိုတဲ့ကောင်းစဉ်လေးနဲ့ကျွန်တော်တို့ဆင်ကျင်ဖို့အတွက်ဖြစ်ပါဗျာရိတ်ကျမ်းထဲမှာပါတဲ့အကြောင်းအရာလေးဒီနေ့ကျွန်တော်စံစာဖတ်တော့အဲ့ဒါလေးကိုဆင်ကျင်မိတယ်ဗျာရိတ်ကျမ်းထဲမှာကတော့ခုနှစ်ကဏ္ဍလေးတွေအများကြီးတွေ့ရတယ်ကျောင်းမတိုင်ခင်ဒီ တမန်တော်ကြီးရှင်ယောဟန်ပတ်မှုကျွန်းမှာဒါဧဝံဂေလိတင်စကားဟောပြောလို့ဘောနော်သူဟောဒါတသက်တကျွန်းချခံရတဲ့ပုံစံမျိုးဖြစ်မဲ့တင်တယ်ဆိုတော့လူချခံရတဲ့အခါမှာဆိုတော့သူအဲ့ဒါကိုဟောတခင်ဖျားစီရန်နေသူပြရဲရတာလို့နားလေရတယ်တခင်ပြအိမ်မှာသူတေးချအေးအေးစစ်စစ်ထားပြီးတော့မှသူပြောပြတာเนาะဟိုဒါအာ ဖြစ်ပြီးခဲ့တဲ့အရာတွေပါမယ်အခုလက်ရှိဖြစ်နေတဲ့အရာတွေလည်းပါမယ်တဲ့ပြီးတော့မှနောက်ဖြစ်လာမယ့်အရာတွေလည်းပါမယ်ဒါကျန်ခဲ့တဲ့နှစ်နှစ်ထောင်လောက်တုန်းကပြောခဲ့တဲ့အရာပေါ့နော်နှစ်ထောင်တန်ငယ်လောက်ရှိမှာပေါ့1900ကျော်ကျော်လောက်ဖြစ်မယ်ဆိုတော့ AD 90လောက်ဆိုတော့နော်အဲ့လောက်ကဖြစ်တယ်ဆိုတော့ဆိုတော့ဒါဒါကျွန်တော်တို့သိတဲ့အခါမှာတချို့တွေကတော့အာဒါအသက်လည်းအရင်ကြီးသွားပြီထောင်ထဲမှာရောက်သွားတဲ့သူတယောက် ပြီးတော့ဒီသူမြင်းကျင်နာမြင်းအဲဒါတွေသူရှောက်ပြီးရေးထားတာဆိုတော့တချို့ကလည်းဒီလိုပေါ့နော်ဆိုတော့ကျန်းစာလက်တွေ့ကြဖို့လိုတယ်ဆိုပြီးပြောကြတဲ့အုပ်စုတွေဒီလိုပြောတယ်ဆိုတော့ကျွန်တော်ကတော့ဒါဆက်ဆက်ရှိတယ်ဗျပြီးတော့မှတကယ်ပဲဘုရားသခင်ကပြောတဲ့အရာတွေဖြစ်တယ်ဆိုတော့ကျွန်တော်ယုံတယ်လက်ခံတယ်နားလည်ရတယ်အဲဒီအဲမှာဒါတမန်တော်ကြီးရှင်ယောဟန် ရားသခင်ကနေပြီးတော့ဖော်ပြရရအောင်ဒီပြားရိတ်ကျမ်း22ဆောင်းอ่ะတော့တေချာလေးဖတ်ကြည့်လို့ရှိရင်အရင်စိတ်ဝင်စားစရာကောင်းတယ်အသက်တောင်တကယ်ပြင်ဆင်ဖို့အကြောင်းညာဖြစ်တယ်ဆိုတော့ကျွန်တော်နားလေရပါတယ်ဆိုတော့ဒီ theme မှာတော့ခုနှစ်ကဏ္ဍလေးတွေတွေ့ရတယ်ပဲဆိုတော့ဟိုဒါခန်းငယ်နှစ်ပေါ့နော်နှစ်လောက်ပါဆိုလို့ရှိရင်နှစ်၃လောက်ပါဆိုတော့အသင်းတော်ခုနှစ်ပါဆိုတဲ့အရာလေးကိုတွေ့ရတယ်။ပြီးပြီးတော့မ ဒီဟိုဒစိတ်ခုနှစ်ချက်နော်ဒစိတ်ခုနှစ်ချက်ပြီးတော့နောက်တဘိုးခုနှစ်လုံးအဲဒါလေးတွေပြီးတော့ဖလားခုနှစ်လုံးအမြင့်တော်ဖလားခုနှစ်လုံးနော်ဒါမျိုးတွေအထဲမှာဒါနဲ့ပတ်သက်ပြီးရည်ထားတာကိုတွေ့ရပါတယ်ဆိုတော့ကျွန်တော်ဒီဗျာဒိညာခန်းကြီး6ငယ်9မှာဆိုဒါလေးကို9ကနေ17ထိအရာလေးကိုကျွန်တော်ဒီနေ့အတူတူကဆင်ခြင်ဖို့အတွက်ဖြစ်ပါတယ် ဒါဆိုဒစိဒစိဆိုတော့ဆိုတော့ကျွန်တော်တို့ဆရာပက်ထရစ်ဒါရီချန်တင်တဲ့အချိန်တုန်းကကြတော့ဒါဟိုတခင်ရှုပြန်မကြွလာခင်မှာဖြစ်မဲ့နမိတ်လက္ခဏာပုံစံမျိုးနည်းနည်းဒါပြောပြဆိုတော့တဘိုးတို့အာဖလားတို့ကကြတော့ဒါကျွန်တော်တို့ခြေဆောင်ချင်းပြီးသွားတဲ့အချိန်ဆိုပြီးတော့မှဒါကိုပိုင်းချပြီးကျွန်တော်သိရတယ်ဆိုတော့အဲ့ဒီအဲမှာမှာဒီ disease ခုနှစ်ချက်ထဲမှာပြင်စမဆိုနံပါတ်5မြောက်တစိကိုဖွင့်နေချိန်မှာတွေ့ရတဲ့အဲအကြောင်းအရာလေးပေါ့နော်အဲ့ဒါကကျွန်တော်တို့ယုံကြည်သူတွေနဲ့တိုင်းရိုက်သက်ဆိုင်တယ်အဲပြီးတော့ကျွန်တော်အသက်တာမှာလည်းပြင်ဆင်ထားဖို့တံမျိုးတွေကြုံလာခဲ့မယ်ဆိုကျွန်တော်ဘယ်လိုမျိုးရင်ဆိုင်မလဲဆိုတဲ့အရာကိုလည်းအသက်တာကိုပြင်ဆင်ဖို့ကြောင်းဖြစ်တယ်ဆိုတော့တွေ့ရတယ်ကျောင်းငယ်ကိုမှကျွန်တော်စပြီးတော့ဖတ်ချင်တယ် ပြင်စမတစိတ်ကိုဖွင့်တော်ကဖျားသခင်ဤနှုတ်ကပတ်တော်ကြောင့်၎င်းမိမိတို့တက်တီခံကြကြောင့်၎င်းအသေးသက်ချင်းကိုခံရသောသူတို့ဤဝိညာဉ်များကိုရစ်ပလင်အောင်၌ငာမြင်၏ချွတ်တာကဟိုဖျားရဲ့နှုတ်ကပတ်တော်ကြောင့်ဆိုလို့ရှိရင်ပထမဟောင်းမှာလည်းဒါတွေ့ရတယ်ဗျနှုတ်ကပတ်တော်တမန်တော်ပြောတဲ့အတွက်ကြောင့်မလို့နှိမ့်စအညင်းပဲခံရတယ် တချို့ဆိုအသေးသက်ချင်းခံရတဲ့သူတွေရှိတယ်ဆိုတာတွေ့ရတယ်ပြီးတော့မှတက်တည်ခံချက်သူတို့ရဲ့တက်တည်ခံချက်ဆိုတဲ့ဥစ္စာကြတော့ဒါကသခင်ယေရှုခရစ်တော်ကြောင့်သခင်ယေရှုခရစ်တော်အကြောင်းကိုသူတို့တက်တည်ခံတာဒီနေ့အပြင်အေဝံဂေလိပြောတယ်သူတို့အသက်တာနဲ့သခင်ယေရှုခရစ်တော်သူတို့ကယ်တင်မှာရှိပြီးယုံကြည်လက်ခံလာတဲ့အခါမှာသူတို့အသက်တာထဲမှာခံစားရတဲ့အကြောင်းသူတို့အသက်တာထဲမှာ ဖခင်အသက်ရှင်နေဝိညာဉ်အသက်ရလာတဲ့အခါမှာဟိုဖြစ်လာတဲ့အအိုးဝေရတွေပေါ့နော်တက်တာပြောင်းလဲတဲ့အရာလေးတွေတက်တီခဲတဲ့အခါမှာကျန်တဲ့သူတွေပါတခါလေးပါပြစ်ကုန်လဲဆိုတော့ပြောင်းလဲကုန်တာအဲ့ဒီတက်တီခံချက်ကြောင့်မလုပ်ချင်းခံရလဲဆိုလို့ရှိရင်တဲ့အသေးတက်ချင်းခံရတယ်ဆိုတော့ပြောတော့ဒါဘာကိုပြောချင်တာလဲဆိုလို့ရှိရင်ဒါမာတုရကိုပြောချင်တာဖြစ်တယ်ဆိုတော့တွေ့ရတယ်ဆိုတော့မာတုရဆိုတာခရစ်တိုကြောင့် နှုတ်ကပတ်တော်ကြောင့်တမာတရားကြောင့်ညှင်းပန်းနှိမ့်ဆက်ခံရတဲ့သူတွေသူတော့ကောင်းကင်မှာရှိနေတယ်ပလင်ရစ်ပလင်ရဲ့အောက်မှာရှိနေတယ်သူလို့ပြောတယ်ရစ်ပလင်ဆိုတော့ရစ်ပူစော်တဲ့အရာကိုလေဖို့ဆောင်တယ်တော့သူတို့ရဲ့အတ္တကိုသူတို့တင်လူပူဇော်ပြီးတော့မှ လောကမှာအသက်ရှင်နေချိန်မှာခရစ်တော်အတွက်အသက်ရှင်ခဲ့တဲ့သူတွေ ။ဒါယုံကြည်သူတိုင်းလိုက်လျှောက်ရမယ့်အရာပဲ။ယုံကြည်သူဆိုလို့ရှိရင်မဆက်ကပ်လို့မရအောင်။ဘာကြောင့်လဲဆိုကျွန်တော်တို့ဖះပိုင်တာ။ကျွန်တော်တို့ကဖះရဲ့အသွေးအသက်နဲ့ရွေးဝေထားတဲ့သူတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုကျွန်တော်တို့မပိုင်ဘူး။ဘသူပိုင်လဲဆိုရင်ဖះပိုင်တယ်။ဒါကျွန်တော်တို့သိပါတယ်။ဆိုပိုင်ရှင်ရှိတယ်ဆိုလို့ရှိရင်ပိုင်ရှင်ရဲ့ထားရနေစီရသွား ကျွေးတာစားဆိုတဲ့အသက်တာနဲ့အသက်ရှင်ရမှာဘယ်သူလဲပိုင်ရှင်ရဲ့အလိုတိုင်းဟိုဟာကျောစီမှာကားရှိမယ်ဆိုလို့ရှိရင်ဒီကားကကျွန်တော်မောင်းနေနေတဲ့မြတ်ကားလက်ပတ်လုံးဒီကောင်သွားပဲတပိုင်ရှင်ရှိတဲ့ကားဒီကားတော့ကျွန်တော်ပိတ်ထားလို့ရှိရင်သူများကျွန်တော်ကားကိုလာပြီးတော့မှဖွင့်ယူလို့မရနိုင်ဘူးဘာဖြစ်လို့လဲပိုင်ရှင်ကကျွန်တော်ဖြစ်တယ်ဒါကြောင့် ကိုကိုကိုတင်လူပူဇော်ထားတဲ့သူဆိုတာယုံကြည်သူတိုင်းဒီဆက်ကတ်ထားတဲ့သူပဲဖះပိုင်တဲ့သူဖြစ်တဲ့အတွက်ဆက်ကတ်ထားတဲ့သူဆိုတာဒါကျွန်တော်တို့အမြဲတမ်းဆင်ခြင်နေရမယ်ဆိုတော့ကျွန်တော်တို့အသက်တာထဲမှာခရစ်တော်ကနံပါတ်1ပဲခရစ်တော်ပြီးတော့မှကျန်တဲ့အရာတွေလာရမယ်ကျွန်မသားစုပြီးတော့မှလုပ်ငန်းစသည်ဖြစ်မော်ဗျာကျွန်တော်တို့နံပါတ်1 3 4ဆိုတာဒါ ်ရှိရမယ်။နံပါတ်1နေရာတော့မင်းနဲ့ခရစ်တော်ပဲဖြစ်နေရမယ်။ကျောဒါယုံကြည်သူတာဝန်တယောက်ကဒီလိုပဲရှိရမယ်။အမှုတော်ဆောင်နေမှဒီလိုဖြစ်ရမှာမဟုတ်ဘူးလား။လုံးဝမဟုတ်ပါဘူး။ဆိုတော့တခင်ယေရှုကတင်ပါရှိပြီးယုံကြည်လက်ခံလိုက်ပြီးဆိုကြတဲ့ကူကအသက်တာထဲမှာအရှင်သခင်သည်ခရစ်တော်ပဲဖြစ်ရမယ်။အဲမိမိကိုယ်ကိုခရစ်တော်စက်ကတ်ထားတယ်ဆိုတဲ့အရာဒါကျွန်တော်တို့ရှိရမယ်။ဆိုတော့အဲ့ဒီအချိန်ခါတုန်းကတော့ နပြောသလိုညင်ပန်းနှိမ့်ဆက်မှုခရိယံဖြစ်တဲ့အတွက်ယေရှုယုံကြည်တဲ့အတွက်ညင်ပန်းနှိမ့်ဆက်ခြင်းနေနဲ့ပြီးတော့ခုနပြောရဲရေးရဲဆက်ဆက်တက်ပြတဲ့နေရာတွေအများကြီးရှိတာပေါ့နောက်တမန်တော်ကြီးရှင်ဘောလုဆိုလို့ရှိရင်တော့လွှတ်နဲ့အပိုင်းပိုင်းဖြစ်တာတွေပြီးတော့ခြင်သေးစာကျွေးတာတွေနောက်ဒါမျိုးတွေပြီးတော့လေလီးဖြတ်လိုက်တဲ့အရာတွေဒါတွေအများကြီးရှိခဲ့မှုတွေဆိုတော့ဒါတွေအကုန်လုံးဒီဘာလို့ပြနေလဲဆိုလို့ရှိရင် မာတူရအသက်ခံရတဲ့သူခရစ်တော်ကြောင့်အသက်ခံရတဲ့သူဆိုဟီရုတ်တောင်မှာသခင်ယေရှုဒါဘက်လင်မှာမွေးတဲ့အခါမှာနော်အဲ့ဒီမှာပညာရှိ၃ပါးလာပြီးတော့မှသူ့ပြောတယ်ဆိုဘယင်မွေးမယ်ဆိုတော့အဲ့နဲ့ဒီ prophecy ပြုထားတဲ့ဥစ္စာကိုပြောပြလိုက်တော့ဒါ မွေးမယ်ပေါ့နော်ဆိုတော့ဒီဘဲလင်မှာမွေးမယ်ဆိုတော့အာအဲ့ဒါနဲ့ဖခင်ကပညာရှိ3ယောက်ကိုကဲဒီလမ်းကမသွားတော့နဲ့မင်းတို့ channel ပြန်တော့ဆိုတော့ပြန်လိုက်တဲ့အခါမှာတော့တည်င်းဆန္ဒပျောက်သွားတယ်နောက်မှသူတို့သတိထားမိတဲ့အချိန်မှာဟာဒီပညာရှိတွေဒီလမ်းကပြန်မလာပါလားသတိထားမိလားအဲ့ချိန်မှာနှစ်နှစ်လောက်ရှိပါတယ်အဲ့တော့ hero ကအဲ့ဒီတဝိုက်မှာရှိနေတဲ့ခလေးနှစ်နှစ်အောင်ခလေးအကုန်လုံးကိုတတ်တာ ဒါလည်းခရစ်တော်ကြောင့်အတိခံရကလေးတွေဖြစ်တယ်ဆိုတော့ဒါလည်းမတုရတဲ့မှာပါမယ်ဆိုပြီးတော့မှဘာလို့ကြလဲဆိုလို့ရှိရင်ချဲ့ထွက်တယ်ဆိုတော့တွေ့ရတယ်ဆိုအဲ့လိုမျိုးပေါ့နော်ဒါကတော့ဟိုကျမ်းစာလေ့လာတဲ့အခါမှာဒါလေးတွေ့ရတယ်ဘာဖြစ်ဖြစ်အခုနပြောလို့ပေါ့နှုတ်ကပတ်တော်ကြောင့်ယေရှုခရစ်တော်ကြောင့်အတိတ်ချင်းခံရတဲ့သူယုံကြည်သူမိမိကိုမိမိစက်ကထားတဲ့သူခရစ်တော်ကြောင့်အတိခံရတယ်ဆိုလို့ရှိရင် တော့ခုနရှစ်ပလင်နဲ့အောက်မှာရှိနေတယ်ဆိုတော့တွေ့ရတယ်။ဒါကောင်းကင်မှာဖြစ်နေတယ်ဖြစ်ပျက်လေးကိုပေါ်ပြနေတာပေါ့နော်။ဟိုတဆေမှာသူတို့ကလည်းတန့်ရှင်ဟုတ်မှန်၍အစိုးပိုင်တော်မူသောအရှင်မိဘမှာနေသောသူတို့သည်ငါတို့အသွေးကိုသုံးကြသောအပြစ်နှင့်အလျောက်ဒဏ်မပေးဘဲအဘေမြလောက်ကာလပတ်လုံးနေတော်မူမည်နည်းဟုကြီးသောအတန်နှင့်ကြွေးကြော်ကြ၏။ တော့တကောင်းခင်မှာဖယားသခင်ယေရှုပြီးတော့မှခမီးတော်သန့်ရှင်သောဝိညာဉ်တော်သုံးပါးတစ်လုံးတော့ဖယားကိုမလုပ်တာလဲဆိုလို့ရှိရင်သူတို့တွေကပြန်ပြီးတော့မှတောင်းတာပြန်မင်းတာမင်းကုန်ထုတ်နေတာအဲ့မြေကြီးမှာကျွန်တော်တို့တတ်ခဲ့တဲ့သူတွေကျွန်တော်တို့အပြစ်မရှိဘဲနဲ့ကျွန်တော်တို့တမာတရားကို ဝင်ငှနေရင်နဲ့ကျွန်တော်အင်္ဂလိပ်ပြောနေရင်နဲ့ကျွန်တော်အသက်ခံခဲ့ရတယ်အဲ့ဒီအတွက်ကျွန်တော်တို့ဘယ်တော့ပြန်ပြီးတော့မှအကျွေးဆက်ပြီးမှလဲဝိညာဉ်ကျွေးဝိညာဉ်သွေးကျွေးပေါ့ဗျာနောက်ဒီလိုပြောဒါကြောင့်ခေါင်းစဉ်ကိုကျွန်တော်အဲ့ဒါလေးတင်ချင်တာပါဝိညာဉ်သွေးကျွေးဆိုတဲ့ဥစ္စာလေးကျွန်တော်တို့ဘယ်တော့ဆက်ပြီးမှလဲဘာဖြစ်လို့လဲဆိုလို့ရှိရင်ကိုရောကတန့်ရှင်းဟုတ်မှန်ပြီးအစိုးပိုင်နဲ့ဖျားဖြစ်တဲ့အတွက် ဒါလေးတို့တောင်းကြတယ်ဆိုတော့ဒါကျွန်တော်တို့စဉ်းစားရတယ်เนาะအဲ့ဒါကိုကျွန်တော်စဉ်းစားရတဲ့အခါမှာဆိုတော့ကောင်းကင်မှာလည်းတောင်းဆိုမှုတွေရှိကြပဲဗျာဆိုတော့မြေကြီးပေါ်မှာပဲတောင်းဆိုနေရမဟုတ်ကောင်းကင်ရောက်လို့ရှိရင်လည်းတောင်းဆိုမှုရှိတယ်ဘာကြောင့်လဲဆိုမြေကြီးပေါ်မှာမတရားလုပ်ခံရတဲ့အရာတွေအတွက်ဘယ်လိုလုပ်ပြီးမှလဲဖျက်ခင်ဘယ်လိုဖြည့်ရှင်းပြီးမှလဲဆိုတဲ့အရာလေးကကောင်းကင်မှာတောင်းနေတယ်ဆိုတော့အဲ့ခါမှာဖះကအမိန်ပြန်ပေးတယ် ။ဘုရားချော့တာတော့မဟုတ်ဘူး။ဒါပေမဲ့အမိပြန်ပြီးတယ်။အဲအဲ့ဒါကျွန်တော်လည်းဆိုင်လာပြီ။ငယ်စက်တင်မှာထိုသူတို့၌ဖြူသောဝတ်လုံကိုပြီးတော်မူ၏။သူဘုရားကဗာပြီးလဲဆိုလို့ရှိရင်အဲ့ဒီလူတွေကိုဖြူတဲ့ဝတ်လုံကိုပြီးတယ်။သထဝရကာလနဲ့သက်ဆိုင်တဲ့ဝတ်လုံရ။ဖြူရဲဆိုတော့တန့်ရှင်းတယ်။နော်ဒီတော့မှဒါထဝရကာလရမယ့်အရာတခုလို့ နားလေရတယ်။ဟိုဓာတ်ကောင်းရောင်းမှကျွန်တော်တို့တရားသိမယ်ဒီဝုလုံနဲ့ပတ်သက်ပြီးတော့မှာ။သူတို့ need to အသေးသက်ချင်းကိုခံရလက်တန့်တော့မိမိလုတ်ဖို့ဆောင်ပက်ညီကိုတို့ဒီပြေဆောင်ခြင်းသူမရောက်မီခဏညီသက်စွာနေရကြအောင်ညီဟုသူတို့အားမိန်တော်မူ၏ဟာအဲ့ဒီနှုတ်ဘတ်တို့ဖတ်တဲ့အခါမှာကျွန်တော်တက်တာကိုကျွန်တော်အရင်ပြင်ဆင်စရာကြောင်းဖြစ်သွားတယ် သူကပြောချင်လဲဆိုလို့ရှင်မြေကြီးပေါ်မှာအခုအသက်ရှင်နေတယ်ချိန်မှာမင်းတို့လူပဲငါကြောင့်ဆိုတော့ခရစ်တော်ကြောင့်ဖြစ်မယ်နှုတ်ကပတ်တော်ကြောင့်အေးဝံကလေးတင်စကားကြောင့်ဖယားသခင်ကြောင့်အတီသက်ချင်းခံရမယ့်သူတွေရှိနေသေးတယ်အဲကြောင့်စဉ်းစားစဉ်းကျင်ကြည့်တဲ့အခါမှာအဲ့လိုအခြေအနေတွေရှိသေးလားဆိုတော့အရှိတာပေါ့နော်ဆိုတော့ကျွန်တော်ကြားဘူးပါတယ် ဒီအာဖရိကတော်ရိုင်းနေတဲ့ကိုသွားတဲ့အခါမှာသာသနာသွားပြုသွားပြုတဲ့အခါမှာအဲ့ဒီသွားပြုတဲ့သူသူကအစိမ်းစားတဲ့သူတွေဆိုတော့စားပလိုက်တာသာသနာပြုမစ်ရှင်နရီစားပလိုက်တော့အပီးသွားပြီလို့ထင်တာအာမဟုတ်ဘူးနောက်တစ်ယောက်ထပ်ရောက်လာပြန်အောင်သူမိသားစုပါရောက်လာတာတယောက်ပြီးတယောက်အနောက်ဆုံးစားတဲ့သူတွေကလန့်သွားတာဖခင်မြတ်တာကိုခံစားရပြီးတော့အဲ့ဒီမှာအသက်တာတွေပြောင်းလဲသွားတယ်ဆိုတဲ့အရာ ဆိုတော့ဒါပေမဲ့အရှိမစတိခံလိုက်ရပြီအဲ့ဒီအကြောင်းအရာတွေကအများကြီးပဲရှိတယ်နောက်ဒါကျွန်တော်တို့မစ်ရှင်နီနဲ့သက်ဆိုင်တဲ့ကိစ္စတွေမှာစတိခံလိုက်ရတယ်ဥပမာကျွန်တော်တို့မြန်မာပြည်မှာဆိုလို့ရှိရင်လေဒါဆရာယူရတန်ဆိုလို့ရှိရင်လေဆိုတော့သူ့အသက်တာကိုစတိတဲ့ပုံစံမျိုးတွေ့ရတယ်ဒါနော်ထောင်ထဲမှာအောင်ပင်လေထောင်ထဲမှာဆိုလို့ရှိရင်လေနှိမ့်စညှင်းပန်းခြင်းကိုခံရတယ်ဒါအင်္ဂလိပ်ရဲ့ the shoe ပါဆိုပြီးတော့မှ နှိစက်ညှဉ်းပန်းညှဉ်ခံရတယ်။ဒါပေမဲ့ तू ကဒါကိုခရစ်တော်အတွက် तू ခံတယ်။ပြီးတော့မှမြန်မာပြည်ကိုချစ်လွန်းလို့တော့ तू သာသနာပြုတာ။ဒါအဆုံးထိ तू ပြုသွားတယ်ဆိုတဲ့ဥစ္စာကိုတွေ့ရတယ်။ဆိုတော့ဒါ तू ရဲ့음ဟိုကျောက်ကလက်တောင်မှမတွေ့ရတော့ဘူး။တော့ဒါမျိုးမရှိတော့အတိအကျမသိနိုင်ဘူးဆိုတဲ့အနေဓာတ်မျိုးကိုကျွန်တော်တွေ့ရပါတယ်။ဆိုတော့ကျွန်တော်ပြောချင်တာကညီကြီးပေါ်မှာဆိုခရစ်တော်ကြောင့် ခရစ်တော်အတွက်ဆက်ကပ်ပြီးတော့မှအဲ့ဒီလိုမာတုရဖြစ်မိမိအသက်ကိုစည်သေးပြီးတော့မှတက်လာမဲ့သူတွေရှိသေးတယ်။သူတို့သီးခံလိုက်ပါအောင်ပြီးတော့စောင့်နေလိုက်ပြီးတော့မှအတူတူငါခုနပြောတဲ့ဝိညာဉ်သွေးကြွေးကိုဆက်ပြီးမယ်ဆိုတဲ့ပုံစံမျိုးပြောပြပြီးတော့မှအဲ့ဒီအချိန်ကျတော့မှလည်းချိမြောက်ခြင်းထက်ရှိအောင်မယ်ဆိုတဲ့သဘောမျိုးပြောချင်တာ။ဆောင်းကျွန်တော်အခုအဓိကပြောချင်တာအဲ့ဒီလို့ ခရစ်တော်အတွက်အေးဥလီတဲ့င်းစကားအတွက်ဖယားသခင်အတွက်နှုတ်ကပတ်တော်အတွက်ကျွန်တော်တို့ဘုရားခန့်ထားတယ်ဆိုရင်ရောကျွန်တော်ဘယ်လိုမျိုးစဉ်းစားကြမလဲအခုဆရာတော်များများပေါ့ဆရာတော်များမဟုတ်ပါဘူးဆိုတော့ကျွန်တော်တို့ဒီတကယ်တမန်တော်ရနဲ့တွားနေတဲ့ဆရာတွေမဟုတ်ချမ်းသာမှကြွယ်ဝမှလောကမှာ ကောင်းကင်နိုင်ငံရဲ့အရသာကိုအပြည့်အဝခံယူပြီးတော့မှငါကတော့ကောင်းကင်သွားမယ်ဆိုတဲ့ဆရာတွေလောကမှာကျမ်းမှာချမ်းသာမှာနေမယ်ဆိုတဲ့ဆရာတွေဒီမှာဒါနှုတ်ကပတ်တော်ကဒီလို offer လုပ်နေတာတကယ်တော့လောကမှာခရစ်တော်အတွက်နှင်းပန်းနှိပ်စက်ခံပြီးတော့မှကိုယ့်အသက်ကိုယ်တော်မှာစတိမိသူတွေရှိနေသေးတယ်အဲ့ထဲမှာဟောသင်နဲ့ကျွန်တော် နာမည်စင်းပါနေဘယ်လိုလုပ်မလဲဆိုကျွန်တော်အသက်တာပြင်ဆင်ရတော့မယ့်ပုံစံဖြစ်သွားပြီဖျားသားမိတို့ဒီလိုဘေတုံးမှာစင်းရတော့ကမရှိအောင်ဒီလိုတည်ခြင်းစိုးနဲ့သေရတဲ့အဖြစ်မျိုးမရှိဘူးလို့ဘေတုံးမှာပြောစရာအကြောင်းမရှိဘူးဘာဖြစ်လို့လဲတောက်ပြောနေတာထိုသူတို့ need to အသေးသက်ချင်းကိုခံရလက်တန့်တော့မိမိလှုပ်ဖို့ဆောင်ပဲညီကိုတို့သည်တည်ဆုံခြင်းသို့မရောက်မီခဏညီသက်စွာနေကြအောင်လို့သူတို့အမိန်တော်မူ၏ ရှိသေးတယ်မြေကြီးပေါ်မှာအခုကျွန်တော်တို့အသက်ရှင်နေရယုံကြည်သူအဖြစ်စက်ကတ်ထားတဲ့သူတွေအဖြစ်ရှိနေတာဆိုတော့ကျွန်တော်တို့ဘုရားသခင်အဲ့လိုယူကောက်တယ်ဆိုဘယ်လိုလုပ်မလဲဆိုတော့အဲဒါကျွန်တော်ပြန်ပြီးတော့စဉ်းစားရဆင်ခြင်တယ်ဆိုတော့ကျွန်တော်တို့ရောက်ချင်းစီတိုင်းလည်းဒါအသက်တာကိုပြင်ပြီးပြင်ဆင်ပြီးတော့မှဆင်ခြင်မှုလိုအပ်တယ်ယေရှုခရစ်တော် ਨੇ ကျန်တဲ့အရာ ਨੇ ယေရှုခရစ်တော်နဲ့ကျွန်တဲ့ကိုးကွယ်မှုနဲ့လေးမလားဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုမျိုးအသက်ရှင်မလဲအဲ့တော့လေဒါအသက်တာထဲမှာရုန်းကန်ရတော့မယ့်ပုံစံမျိုးလားဒါမှမဟုတ်ရှင်ကျွန်တော်တို့က forever ready ပဲကျမတို့ကခရစ်တော်အတွက်ဆိုလို့ရှိရင်အမြဲတမ်း ready ပဲခန္ဓာစိတ်ဝိညာဉ်စည်ထားပြီးသားစက်ကပ်ပြီးသားပူဇော်ထားပြီးသားဆိုတော့ ခင်ယူချက်ယုံကြည်ချက်တွေနဲ့ကျွန်တော်အသက်ရှင်နေကြလားဆိုတော့ဒါလေးကိုဒီနေ့နှုတ်ဘက်တော့ခင်ယူတဲ့အခါမှာကျွန်တော်ကိုယ်တိုင်ဒါကိုပြင်ဆင်တယ်နည်းနည်းလေးအဲအထဲမှာအော်တတိထားမိသွားတယ်ဟောငါအဲ့လောက်ထိ ready မဖြစ်သေးပါလားဆိုတဲ့အချိန်မျိုးကိုကိုယ့်အကူပြင်ဆင်မိတယ်ဆိုတော့ဟိုအဲ့ဒီခစ်ကာလအချိန်ခါတော့ကတော့ဒါကသူတို့အတွက်ထမင်းစားရေတောက်ပဲဘာဘာကြောင့်လဲဆိုခရိယန်ဆိုလို့ရှိရင် ဝိုင်းပြီးညှင်းပန်းနှိပ်စက်ပြီးတော့မှတီလဲအောင်ယူထားရတဲ့ပုံစံမျိုးဖြစ်နေတာဆိုတော့ကျွန်တော်တို့အချိန်ကာလမှာတော့ဒီလောက်ထိအာ risk မများတော့ဘူးဒါပေမဲ့ဒီမှာပြောတဲ့နှုတ်ကပတ်တော်ကပြည်စုံလာဖို့အတွက်ရှိနေသေးတယ်အဲ့ချိန်မှာကျွန်တော်တို့လည်းဘုရားကအဲ့ဒီနေရာမှာထဲ့တယ်ဆိုလို့ရှိရင်လေကျွန်တော်တို့အာအဲ့လိုမျိုးဟိုစဉ်းစားပြီးတော့မှဟိုတွေးဝေသွားစရာအကြောင်းမရှိဘူးအတွက် ကျွန်တော်လည်းပြင်ဆင်ထားဖို့လိုတယ်ဆိုတဲ့အရာလေးကိုစဉ်းစားဆင်ခြင်မိတာပါဒါကြောင့်ဒါလေးကိုလေကျွန်တော်တို့နှလုံးသွင်းပြီးတော့မှအသက်ရှင်မယ်ဆိုလို့ရှိရင်ကျွန်တော်တက်တာအတွက်လည်းပြင်ဆင်စရာလိုမယ်ပြီးတော့ခရစ်ယာန်ယုံကြည်သူတွေအမြဲတမ်းကျမ်းမှာချမ်းသာပြီးတော့မှပြည့်ပြည့်စုံနေတာမဟုတ်ပါဘူးဆိုတော့ခုနဖယားသခင်ရဲ့အလိုတော်ကဖယားသခင်အတွက်ဆက်ကပ်ပြီးတော့မှကိုယ့်ရဲ့အသက်ကိုပါစည်ပြီးတော့မှအသက်ရှင်ဖို့အတွက်ကျွန်တော်အမြဲတမ်း ready ရှိနေဖို့လိုတယ်ဆိုတဲ့အရာလေးကို ဒီကျွန်တော်ဝင်ငှားခြင်းပါတယ်အားလုံးပေါ်မှာဘုရားခင်တာကြီးကောင်းချီးပေးပါစေ။